ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ပြစ်ဒဏ်ခတ်ခံရတော့မယ့်ကမ္ဘာသားပြည်နဲ့သတိရှိခြင်းနဲ့တရင်တူများပြပြပါပြီတဲ့သူများကြော်မင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါဦးရှင် ထူးခြားပြစ်စင်များကိုပေးဖို့လိုပါကလူမျက်ကျော် Telegram ကိုပေးဖို့ပါအဲ့လေဆိုတော့ Telegram ကိုသိတဲ့လူတော်တော်များများရှိပါတယ်နောက်ပိုင်းမှာစာတန်းထိုးမပြတော့ပါဘူးဒီတော့ကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့တော်နိုင်ရေးကျွန်တော်တို့နိုင်ငံရေးကျွန်တော်နိုင်ငံရေးစီးပွားရေးပါရီဖြစ်ကုန်ပြီလေဒီပြည်စိတ်ချမ်းချမ်းသာသာတုံ့ပြန်ကြကြရ စစ်တပ်နဲ့ကမောသပေါင်းပြီးတိုင်းပြည်လူလူစီကအမှုဂျန်စီလုတ်ချင်တယ်လို့နေတဲ့ KBZ ဘက်မရှိတော့လဲဒါကိုပဲတုံးနေရတော့ပြည်သူလူလူကအန်တချိတ်ချိတ်ပေါ့တချိန်မှာတော့ကြီးမားတဲ့ပြစ်ဒဏ်ခတ်မှုကိုခံရမယ်ကမောစဘန် KBZ နဲ့ပတ်သက်ပြီးဒီအပိုင်းပိတ်ကြဝါတာတွေကုတ်ဒီခဏခဏတောင်းနေရတယ်နောက်တစ်ခုက KB မှာ ကြားဖြတ်ငွေလိမ်မှုတွေနဲ့ပတ်သက်ပြီးပပဆက်ဆက်အသုံးပြုနေတာကိုခွင့်ပြုထားတာတွေနောက်တစ်ခုကဒီ KP အကြောင်းပြပြီးလိန်လေတာကို KP ဆက်ဝန်ထမ်းတွေပါပါဝင်လိန်လေမှုတွေလုပ်နေတယ်ဆိုတဲ့အကြောင်းတွေပြည်သူလူထုကြားထဲမှာလိုင်းလိုင်းချနေပြီးကမောစပန် KP KP ကိုယုံကြည်မှုလုံးဝမရှိတော့တဲ့အခြေအနေပါကြည့်ဒါဆိုရင် ဘာလို့ကြောင်လဲလူမြတ်ကျော်ကြီးဒီပြည်ဆက်သေးကပတ်စံတွေထုတ်ပေါ်တခြားနေရာဒီမှာယင်းနီမြုံနေပေါ့ရွှေတွေဝယ်တော့ပေါ့ဘတ်တီလဲပေါ့ဒေါ်လာတွေလဲပေါ့အခြားငွေကြေးဆိုင်ရာ application တွေဖြစ်တဲ့ Binance တို့ဘာလို့အစရှိတဲ့ကမ္ဘာငွေကြေးကွန်ရက်ထဲကိုဝင်ရောက်ပေါ့အများကြီးရှိပါတယ်ရှာရင်တွေ့ပါတယ်ဘာချီရွက်တွေကနွားတငယ်လေးလုံနေပြီးတော့ တည်င်းနေတော်လိုင်းကြီးတွေနိုင်ငံကြီးတွေကငါတို့နဲ့မဆိုင်ဘူးတရုတ်ကားကို promotion လုပ်ပြီးရောင်းတာအုံထနေတဲ့ငါတို့တိုင်းပြည်တည်ကျင်တာတည်တူးလားဟမ်တရုတ်ကားကို promotion လုပ်ပြီးရှိသမျှ sexy model တွေဘာတွေအကုန်ခေါ်ပြီးတော်ညာခိုင်းနေလိုက်တာများဗျာဒီတိုင်းပြည်ဘာမှမဖြစ်သလိုပဲလေအော်တရားလိုက်ကြောက်ကောင်းပါ စိတ်နဲ့မကောင်းဖြစ်မိပါတယ်ကိုချင်းစတာတရားကင်းမဲ့တဲ့နိုင်ငံကြီးအဖြစ်ကိုငါတို့ရောက်နေပြီကိုချင်းစတာကင်းမဲ့တဲ့လူမျိုးအဖြစ်ကိုငါတို့ရောက်လို့နေပြီတိတ်မဝေးတဲ့မင်းလာအုပ်ဖို့စစ်ကွေးတာဆုံးမှာဒီနေ့တိုက်ခိုက်မှုတွေဖြစ်တယ် ိတ်ဝေးဘူးမြို့ပြနဲ့ရန်ကုန်နဲ့မန္တလေးနဲ့ဥမာပြည်သတင်းတွေမှာလည်းတွေ့နေရတယ်တသက်ကြီးကိုမသိကျင်အောင် ဆောင်ပြီး ကိုချင်းစာတရားကင်းမဲ့လိုက်နေပုံများယွန်စရာတော့ကောင်းလာကြီးရဲ့ဗျာဖရှင်တွေရောင်းနေလူကအကြောင်းဒီနေ့ဆိုရင်တရုတ်ကားဘူးဗျာအိုးတောင်းနေရောင်းပြနေလိုက်တာဒီတရုတ်ငါတို့တိုင်းပြည်ပေါ်ရုံမာနေတာကိုမင်းတို့ မတိကျင်အောင်စောင့်ပြီးတော့များกว่าဒီတယုတ်ကားတွေဝယ်စည်းဖို့တိုက်တွန်းနေနာမည်ကျော်ကြလူသည်များသောခွေးမသားများကိုဒီနေရာကနေပပဆက်ဆက်ယွန်ရှာမိတော့တရားဝင်ထုတ်ပေါ်ကြီးညာပါတယ်ကျွန်တော်တို့တိုင်းပြည်ဘာဖြစ်နေလဲသိတာမသိရင်တစ်ချက်ပြောပြမယ်အိန္ဒိယနိုင်ငံတွေအားလုံးကခြံစည်းရုပ်ခတ်ပြီးဗမာတွေလာမှာကြောက်နေတယ် ဗမာတွေထွက်ပြေးလာမှကြောက်နေလို့တရုတ်နိုင်ငံကချန်စီယိုခတ်အိန္ဒိယကချန်စီယိုခတ်ထိုင်းကချန်စီယိုခတ်ငါတို့လာမှကြောက်လို့တဲ့မျက်နှမွေးမျက်နှာငယ်တွေလူစင်းရဲတွေတိုင်းပြည်စုပ်ပြတ်နေတာကိုဘလောက်ကုန်တိတ်ခါမဲ့တဲ့ဘဝကိုရောက်နေပြီလဲဆိုတော့မတွေးကြပဲလက်ပေါ်လော်လီပြီးပေါ်ပင်နောက်လိုက်တဲ့လူမျိုး စိတ်အာနာရှင်စနစ်လုံနိုင်ခဲ့တာကိုဦးနေဝင်းဟာဒီလူမျိုးကိုဒီလူစင်ကြင်တုံတရားမဲ့အောင်အတ္တမြောင်းကိုလုံးမကိုစားရတယ်ဆိုတဲ့အတွေးခုံမျိုးတဲ့ကိုချင်းစာတရားကင်းမဲ့အောင်ဘသူတေတေငတ်တေမာရင်ပြီးရော့စိတ်ချက်တွင်းနေတာစစ်တက်အောင်မြင်ခဲ့ပါတယ်ခင်ဗျားတို့မသိလိုက်ဘူး စီမျောကြတာယာကြပေါ်ပင်နောက်ကိုလန်ကြဖင်လုံးကြအရင်လုံးကြတရုတ်ကားတွေဝယ်ကြ EV တွေဝယ်ပြီးမီးမလာတဲ့ဘဝနဲ့ဆက်သက်ရှင်တန်ကြတချို့မျိုးပြကအချောင်းသမားများကိုတဲ့တယ်ပြောခြင်းဖြစ်ပါတယ်ကျွန်တော်ပြောတဲ့နေရာမှာရိုင်းဆိုင်တာပါသွားခဲ့ရင်နားလည်ပေးပါဒီကနေ့အဲ့ဒီတရုတ်ကားရောင်းတာတွေနဲ့ပတ်သက်ပြီးကျွန်တော်ကြည့်နေတာရှင်ထဲမှာလုံးဝမကောင်းထားပါအဲ့တော့ဒီကနေ့ခြံစည်းရိုးခက်ခန်နေရပြီ ငါတို့နိုင်ငံကလူတွေအဲ့နေဆက်ကိုဖျက်ပြီးထွက်ပြေးมาဆုံးလို့တိလာနောက်တစ်ခုထပ်ပြောမယ်တရုတ်ဘာလုပ်နေလဲတိလာမင်းအောင်လိုင်းနဲ့ပေါင်းပြီးတရုတ်ဘလို့ရုပ်နေလဲနှစ်ယောက်ပေါင်းရုပ်มาတယ်အဂျင်စီတွေကိုသိကြရလားရုရှားနဲ့ပေါင်းပြီးရုပ်มาမယ်အဂျင်စီတွေကိုသိကြရလားခင်ဗျားတို့မသိပါဘူး ခင်ဗျားတို့တရုတ်ကားလေးဝယ်ပြီးတော့လာတရက်မလာတရက်မောင်မဲနေတဲ့တကဘာလုံးလင်းထိန်နေတဲ့အချိန်မှာမောင်မဲနေတဲ့နေရာလေးမှာကုတ်ကုတ်လေးပဲနေပြီးဗမာပြည်ကနေအခြားနိုင်ငံကိုခြေတဝါးမှခြေတပွားလောက်လမ်းကြီးလိုက်မြန်မာနိုင်ငံသားဆိုတော့ဘလို့အဆက်ဆံခံရမလဲခင်ဗျားတို့မြင်လိုက်မယ်တွေ့လိုက်မယ် ဒါတွေဘာလို့ပြောနေလဲဆိုတော့မခံနိုင်ဘူးဗျကျွန်တော်နိုင်ငံကျွန်တော်လူမျိုးအနိုင်ခံအဖိနှိပ်ခံရတော့မခံနိုင်ဘူးအိန္ဒိယညမနေဆက်တစ်ချောက်ခြံစည်းကိုခတ်မယ်လွတ်တော်မှာတင်သွင်းသွားပြီဖြစ်ပါတယ်အဲ့တော့တဖက်နိုင်ငံတွေကမိမိနိုင်ငံကိုခြံစည်းကိုခတ်တယ်ဆိုတာဟာလေမိမိနိုင်ငံရဲ့လုံခြုံရေးကိုထိပါးလာမှာဆိုလို့ နေဆက်မှာလက်နက်ကင်တိုက်ပွဲတွေမူးယစ်ဆေးတွေကြားဖြန့်တွေလူကုန်မှုတွေနေဆက်ရာဇဝတ်မှုတွေဖြစ်မှာဆိုးလို့ငါတို့နိုင်ငံတွေကိုအဲ့နိုင်ငံအကောင်ကြီးမလာစီနဲ့ဆိုပြီးခြံစည်းကိုကတ်ပစ်တာရှက်ဖို့ကောင်းနေတရုတ်မှာခတ်ပြီအိန္ဒိယမှာခတ်ပြီတိုင်းမှာခတ်ပြီအဲ့တော့ရှင်းရှင်းဝေးဝေးတွေမပြောတော့ဘူးဒီကနေ့ဒီအချိန်ကိုဒီနိုင်ငံရင်ဆိုင်နေရတယ် တယုတ်နဲ့ဘာ ड़ी ဆက်ဖြစ်နေလဲတယုတ်ဟာဒီကနေ့ပြည်ရင်းကိုဝင်ရောက်ဆွတ်ဖတ်မှုကိုတိတိတတ်တာပေါ်ပေါ်တင်တင်စောက်ကြီးမဆိုင်ပဲလုံနေပါလေဘသူမှအဲ့တယုတ်ကိုမပြောရဲမထီရဲမတို့ရဲမကန်ရဲတယုတ်ဘောမှမယ်အခြေအနေကိုအားလုံးရောက်နေပါလေမင်းအောင်ရင်ကတော့မနေပါဘူးကျွန်တော်တို့ဘသူမှမလဲတန်းစီပါ ျွန်တော်တို့သာအန်တကျိတ်ကျိတ်နေလीကျွန်တော်တို့သာအမုန်းကန်အဆဲခံပြီးတော့ထန်ပြောနေစုံနေအော်နေဟင်နေတာ MNDA ကိုဖိအားပေးပြီးထွက်သွားဖို့တရုတ်ကဒီကနေ့မနေ့ဖြန်တွေ့ဆုံမှုရှိပါတယ်ဒါကြောင့်မို့ last show မှာကျွန်တော်နောက်မှလောက်ထားတဲ့ဒီ background ပုံတွေဟာ last show မျိုးကပြည်သူလူထုတွေဟာ MNDA မဆုတ်ခွာသွားဖို့တရုတ်ကပြည်တွင်းရေးကိုဝင်ရောက်မဆွတ်ဖတ်ဖို့ ဆီအာနာရှင်စနစ်လက်ထဲကိုလာရုံမျိုးကြီးပြန်မထဲဘူးလမ်းတကာလမ်းနေမှာ စာရီကပ်ပြီးဒီကနေ့ဆန္ဒပြကြပါလေလာရှုပြည်သူတွေဟာလာရှုဒေတာကံတွေဟာအဲ့တော့အမန်ဒီနေနဲ့လာရှုပြည်သူလူတွေရဲ့အတန်ကိုနားထောက်ပေးဖို့နားဆင်ပေးဖို့ကြားရောက်ပေးဖို့မျှော်လင့်ပါလေ စစ်နဲ့အကျိုးစီးပွားစစ်နဲ့နိုင်ငံရေးအကျိုးစီးပွားနဲ့နိုင်ငံရေးဒွေးလျှောရည်တင်ဖြစ်နေတဲ့အချိန်မှာခိုင်မာတဲ့တော်လှန်ရေးတန်တိတ်ထန်တဲ့ကပြည်သူလူထုဘက်ကိုရက်တည်ရင်တော့ဝမ်းသာမိမှာပါဒါမှမဟုတ်ပဲစစ်တပ်နဲ့တရုတ်နဲ့ရောက်ပေါင်းပြီးပြည်ဖိအားတန်ကိုမခံနိုင်ပဲဆုတ်ခွာပေးလိုက်ရရင်တော့ပြည်သူတွေကဝမ်းနဲ့ပက်လက်မျက်ရည်လဲရွေးပေါ့ဗျာ ဖက်စအာနာရှင်အောက်မှာမနေခြင်းပါဘူးတိုင်းသားကြီးအောင်တက်တက်ကအုတ်ချုပ်ရင်နေခြင်းတယ်လူသားဆန်တဲ့အခွင့်အရေးကိုရတယ်လို့လာရှိုးကကျွန်တော်မိတ်ဆွေကြီးကလှမ်းပြောပါတယ်အဲ့တော့ MNDA လာရှိုးကမဆုတ်ခွာပေးဘူးမြောက်ပိုင်းညီနောင်သုံးဖွဲ့အခြားတိုင်းသားဤအောင်များ NUG PDF အစရှိတဲ့အဖွဲ့အစည်းပေါင်းစုံကတိုက်တွန်းဆော့အောင်မှုတွေလုပ်ပေးကြပါလို့ဒီနေရာကနေလေးလေးစားစားမြစ်တာရက်ခံပေးရစီ ခုနတေယူဘောမတဲ့ကိစ္စစလိုက်ရအောင်နိုင်ငံတကူရဲ့စစ်တပ်ပါဆိုရဲသူ့ကိုယ်သူတမနာဝန်ကြီးချုပ်ကာကွယ်ဦးစီးချုပ်ရှိသည်မယာရုအာနာတွေကိုရယူလာပြီးအာနာယူတဲ့မင်းအောင်နိုင်ကတော့တေယူဘောကိုတော်တော်မှနေပါတယ်မမလို့လည်းမရဘူးသူကစစ်ရှုံးတော့မှာကိုတေယူနဲ့ရုရှားဘောမမကြီးစစ်ရှုံးတော့မယ်မဟာလား ရှင်ချင်းမင်းနဲ့ပူတင်နေရောက်ဘုတ်ကိုလက်လက်တစ်ဖက်စီမပြီးတိုင်းပြည်ကိုအစိတ်စိတ်မမခွဲပြီးရောက်စားနေတယ်မအားလားဒါရီနဲ့ပတ်သက်ပြီးပြင်းထန်တဲ့တိကျတဲ့မဟာဗျူဟာတုတ်ပြန်မှုတွေကိုကျွန်တော်တို့တော်လိုင်းအင်အားစုဘက်ကတစ်ခုမှမလုံနိုင်သေးတာကိုတွေ့ရပါတယ်တစ်ခုမှအပြစ်ပြောတာမဟုတ်ဘူးလုံနိုင်အောင်စူးစမ်းကြဖို့နီးလန့်ရှာဖို့ပြောပြနေတာဖြစ်ပါတယ် တော်လိုင်းရမုံဝေတန်းနဲ့ချီရှိတဲ့အဖွဲ့လေးကြီးတွေရှိတယ်။ဝင်ကြီးဌာန18ခုလောက်ရှိကြတယ်။လူဝင်အားအဆောင်အင်အားဝင်ချစ်အင်အားရှိတယ်။ဘလို့တုတ်ပြန်မလဲ။ရုရှားပေါ်လစီတရုတ်ပေါ်လစီစာလေးပို့ပြီးတရင်တောက်နဲ့အင်တာဗျူးအောင်နေတော့မရဘူးလို့တဲ့တယ်ပြောပြရစေ။တရုတ်ပါတီလုံနေတယ်။ကြောက်ဖြူမှာအာကတ်တက်တော့အေးအေး။ထိုးစစ်စင်မှုကိုစစ်တပ်ဘက်ကကူတိုက်ပေးနေတယ်။ချင်း နောက်ထပ်ဘာလုပ်နေလဲ MND ကို PR ပေးပြီးလာရှုပ်ကစုတ်ခိုင်းနေတယ် TNL ကို PR ပေးပြီးရှိတဲ့မြို့တွေပြန်ပေးဖို့စေခိုင်းနေတယ်စစ်ကိုရပ်ထားဖို့လက်ရှိအချိန်ထိ MND နဲ့ TNL ကတရုတ်စကားနားထောင်ပြီးစစ်ကိုလုံးဝမတိုက်ပဲရပ်ထားတာကိုတိတာထင်ရှားစွာတွေ့နိုင်တယ်နောက်တစ်ခုကလက်ရှိပြည်သူလူထုကိုအနည်းဆက်ဆုံးဘုံကျဲသွားတဲ့လက်ပံလှလို့နေရာမျိုး 啊，细个不是一，啊细个捧着那片布的恐龙骨，啊过年背你了，得有。人呢，你背呀，不生啊过年了，得有背你的，谁呢？哎哟，怕老了，怕老都背不了，大悲心啥嘛？天意呗，天给我们一路路的，哪有天意呗，哪有怕老都背不了的？他说：“伊是难的，他说伊当然有。” ဒါဆိုရင်မြေပိုင်မယ်စစ်နိုင်မယ်အစိုးရဖြစ်မယ်အောင်ပွဲကိုရမယ်ဒါမှမဟုတ်ပဲတဘူတမင်းတကြောင်တကာရာတရွာတဘုံဆန်းကိုလောက်တာမှအမှန်ကိုအဖွဲလောက်တာမှနိုင်ငံရေးတော်လန်ရေးချန်တဲ့လူတွေလောက်တာတော့ဒီကောင်နေတပ်ပါတီဆိုတဲ့စိတ်ကူးမျိုးနဲ့ဒီတော်လန်ရေးအောင်ပွဲနဲ့အလံဝင်းနေအောင်မဲ့လို့အထက်ထက်သတိပေးနေတယ်နော်ပြည်သူလူထုကိုညှို့လင့်ခြင်းအမှားတွေမပေးခြင်းဘူး လက်ရှိဒေါ်လာရေးအခြေအနေဟာလေတရုတ်ရုရှားမင်းအောင်လိုက်ကပ်ပြီးတဲ့နောက်ပိုင်းမှာအနောက်ကိုဆုတ်ရတယ်ဆုတ်နေရတော့တွေးနေရတယ်အဲ့ဒီရုရှားတရုတ်ကိုမကတ်ခင်မှာ30နှစ်ကုန်စစ်စင်ရေးနှစ်ခုကြောင့်ညမနေဦးဒေါ်လာရေးကဟုံဟုံတောက်တတိုင်းပြည်လုံးအုံအုံကျွတ်ဖြစ်ခဲ့တယ်အခုတရုတ်ရဲ့ဖိအားကြောင့်30နှစ်ကုန်ဒုတိယပိုင်းကြီးရက်လိုက်တဲ့အချိန်မှာ အာရခတ်တော်အေရဲ့ရခိုင်ပြည်သိမ်းတိုက်ပွဲမကွေးပကိုးပြည်စစ်မျက်နှာများနဲ့ KIA ရဲ့ဗမော်မျိုးသိမ်းတိုက်ပွဲကလည်းဝင်ကျန်တာဟိုနေရာတွတ်တူဒီနေရာတွတ်တူပဲလုံနိုင်သေးတာကိုတွေ့ရတယ်။အဖြစ်မှန်ပဲအရှိတရားကိုကျွန်တော်တို့သုံးသပ်ကြရလိမ့်မယ်။အရှိတရားကနေမှအကောင်းဆုံးဆက်လက်တည်ဆောက်လုပ်ကိုင်ဖို့စဉ်းစားကြရလိမ့်မယ်။မဟုတ်ရင်စိတ်ကူးညင်တာတွေ online ပေါ်ကတည်င်းနေ ပြောကျင်ရတယ်ပြောလုံးချင်ရတယ်လို့လူတိုင်းရှောက်ပြောပြီးအဲ့နောက်ကိုစီးမျောနေတဲ့များကာလာပတ်လုံးကျွန်တော်တို့အောင်ပွဲဆိုတဲ့ပန်းတိုင်းကိုရောက်လာမှာမဟုတ်ဘူးဒါကြောင့်မို့တရင်တွေကိုနားထောင်နေနေရပါစနစ်တကျစစ်စစ်နားထောင်ဖို့လိုတယ်ပြောတဲ့လူတွေအနေနဲ့ကလည်းတဟာယက်တီကျက်လားယုံကြည်ကျက်လားအတွေးခေါ်လားနီးနာလားတိုက်ပွဲလား တိတိကျကျခွဲချမ်းစိတ်ဖြာနားလည်မှပြောစီခြင်းတယ်စိတ်ထဲမှာခံစားမိတော့ကို Facebook ပို့တွေရေးဗီဒီယိုတွေပြောပြီးလို့ရှိရင်လူတွေကမသိတဲ့နဝေတိတ်တောင်တွေကရှင်းအဲ့ဒီမှာတီသူကလိုက်ပြီးတော့တချို့မသိတဲ့ပြည်သူတော်လိုင်းကြီးစိတ်ဝင်စားတယ်ဘာမှမသိဘူး like share like ရောင်ပြီးတော့တော်လိုင်းကြီးကဝေလီလီနဲ့ဝိုင်းကြီးပပတ်တူဝေပြီးမုံလုံးဆက်ကူကတ်နေတဲ့အခြေအနေမျိုး ရှောက်မှာစိုးရိမ်လုံးလို့ကျွန်တော်လူမြတ်ကျော်အမုံခံပြီးပြောနေတယ်မှတ်ပါတော်လိုင်းကြီးအပေါ်ပါတော့ကျွန်တော်မတွေ့ဖ ೇನೆ နိုင်ဘူးကြိုက်ချင်ကြိုက်မကြိုက်ချင်ဒီမုံကြီးမုံချစ်ချင်ချစ်ကျွန်တော်စိတ်ဝင်သားကျွန်တော်တော်လိုင်းကြီးကျွန်တော်တို့တော်လိုင်းကြီးကျွန်တော်တို့တိုင်းပြည်တော်လိုင်းကြီးအောင်ပွဲရဖို့ဒီဘတ်စစ်တပ်ကိုအမြင့်ပြတ်ချိန်မုံမှုကလွဲဘတုမျက်နာမှာကျွန်တော်မကြည့်နိုင်ဘူးလို့တခါတည်းမှာပြန်စီဆက်ပြောလိုက်ပါမယ်အဲ့တော့လက်ရှိအချိန်မှာ ဖစစ်တကတပ်မီဩဇာဆက်ယုံတွေကိုပောက်ကွဲအားပြင်းတဲ့ဘုံများထုတ်လို့ဖို့အတွက် အမိုနီယံနိုက်ထရိတ်ဘာသာတူပြီးထုတ်လို့ခိုင်းနေတယ်လို့ကျွန်တော်တို့သိရတယ်အဲ့တော့တဘာဝဒံဝေးမရပြင်းမရလို့ရဆိုင်တာအမှတ်သုံးတပ်မီဩဇာဆက်ယုံကြော်သွားကိုလည်းပြန်လဲအသက်သွင်းပြီးလက်ရှိအချိန်မှာတပ်မီဩဇာဆက်ယုံဖြစ်တဲ့ဆက်လီအမှတ်နှစ်တပ်မီဩဇာဆက်ယုံ ဂျုံချောင်းတက်မီဩဇာဆက်ယုံအမလေးတက်မီဩဇာဆက်ယုံမြောင်းတကာကံကြီးတော်တက်မီဩဇာဆက်ယုံတွေကိုချင်းချင်းပြောပါရင်လက်နက်ကြီးနဲ့ဘုံတွေထုတ်လို့ဖို့အတွက်အမိုနီယာနိုက်ထရိတ်ကိုနာစာတူပြီးထုတ်ခိုင်းနေတယ်နံပါတ်1နံပါတ်2နျူကလ িয়ার လက်နက်နျူကလ িয়ার လက်နက်ကိစ္စနဲ့ပတ်သက်ပြီးတော့ရုရှားခီးစဉ်အခြေအနေကိုကျွန်တော်တစ်ချက်ထောက်ပြောပြမယ် အဲ့တော့ရုရှားနဲ့ပတ်သက်ပြီးအောင်မြင်တဲ့ခီးစဉ်လို့မင်းအောင်နိုင်ကပြောတယ်မင်းအောင်နိုင်ကအောင်မြင်တဲ့ခီးစဉ်ပြောပြီးပါဒီကနေ့တော့ဗမာပြည်ကဖက်နက်တွေထုတ်ရောင်းကြလို့စီးပွားအတွက်တွက်ပြီးပြောပါတယ်စောက်ရမ်းတော်တဲ့တောက်တုံးမကြလုံးနဲ့အုံနောက်မှာချီးတွေကြီးပဲရှိတဲ့ကောင်မျိုးအာနာမက်ပြီးလက်နက်ကင်ခေါင်းဆောင်ဖြစ်နေတယ်ရဲ့ဖြစ်နေချင်းရဲ့စိုးကြိုးတတိုင်းပြည်လို့ခံစားနေရတာတော့ရှင်းနာတာမရှိဘူး ဘာစောင်းတော့မှမရှိဘူးဘာအတွေးခေါ်မှမရှိဘူးဘာဉာဏ်ပညာမှမရှိဘူးဘာအမျိုးမြင့်မှမရှိဘူးဘာစိတ်တနာတရားမှမရှိဘူးရှုပ်မှတခုရှုပ်မှအုံနောက်ကမရှိအတွေးခေါ်ကမဲပညာကမတက်စောင့်ရက်ကပုဒီလိုကောင်စားမျိုးအာနာယူလိုက်တာပါငါတို့တန်60လုံးပြည်သူတွေကွာတန်60လုံးပြည်သူတွေထဲမှာခုန အလီနာတော်တွေမပါဘူးဗျာနော်တေယုကားတွေဝယ်ပြီးအုံအုံထားနေတဲ့ကောင်စားမျိုးတွေခီးထွက်ပျော်ပါးနေတဲ့ကောင်စားမျိုးတွေစစ်တပ်ဘောမအတိုင်းဝိုင်းတွေတတန်းလောက်ဖယ်လိုက်ကွာငါးသိန်းလောက်ဖယ်လိုက်အဲ့ကောင်တွေပိတ်ရင်သိပြီးသိအဲ့ကောင်တွေခံကြခွဲပြောတာတတက်ကိုခွဲပြောတာပြည်သူဆိုတာအဲ့ကောင်တွေမဟုတ်ဘူးအဲ့ကောင်တွေကပြည်သူရဲ့အစိတ်တောက်ကိုရန်သူတွေပြည်သူကိုချနေမယ်ပြည်သူကိုစပြောင်းရှိသွားလိမ့်မယ်ဒါတော့လက်ရှိအချိန်မှာဟာ မဘကုတ်နျူကလ িয়ার စက်ရုပ်ပေါ်ပေါက်လာဖို့ရုရှားကိုအဆုတ်ပြုပါတယ်ရုရှားကဘာပြောလဲဆိုတော့ယူကရိန်းစစ်ပွဲမှာတုံးဖို့လက်နက်ခဲယမ်းတွေကိုမြန်မာကထုတ်လုပ်ပေးရမယ်လို့ဆိုပါတယ်ဒါထိတ်တန့်ရှုပ်ဝပါစာချုပ်ဘယ်လောက်ရှိတယ်တော့မသိပါဘူးရုရှားနဲ့ယူကရိန်းစစ်ပွဲမပြီးမချင်းယူကရိန်းကိုတော့ရုရှားကိုမြန်မာကကပ္ပစာရိကထုတ်တဲ့လက်နက်ခဲယမ်းတွေပို့ပေးရမယ်လို့ဆိုတယ်အဲ့တော့ 2023လောက်တည်းကရုရှားကိုလက်နက်ကြီးကြီးပို့နေတာမြန်မာစစ်တပ်ကကပါစာကထုတ်တဲ့ဟာတွေအဲ့တော့ဘောက်ခွဲကကောင်းတဲ့ဈေးချူတဲ့အတွက်ပူတင်ကကြိုက်တဘောကြတယ်အဲ့တော့စာချုပ်ချုပ်ပြီးမြန်မာပြည်ကကပါစာတွေမှာလာထုတ်မယ်လို့ရုရှားနီးပညာရှင်တွေကိုယ်တိုင်လာထုတ်ဖို့စီစဉ်နေတယ်လို့ကျွန်တော်တို့သိရပါတယ်အဲ့တော့ဘရောမှာရှိတဲ့အမှတ်သုံးကာကွယ်ရေးပစ္စည်းစက်ရုံကိုအဓိကကျွန်တော်တို့အယုံဆိုင်ရပါမယ် အဲ့တော့အမလေးကဝေးပစ္စည်းစိတ်ကြုံကတော့နေပြည်တော်မှာရှိတယ်မူခါကြောင့်ပျက်စီးသွားတယ်အခုတော့တေချာရှင်းပြီပစ္စည်းတွေကိုရွှေ့ပြီးတော့ကပ္ပစစက်ယုံကပ္ပစစက်ယုံတော်တော်များများမှာပေါ့ဗျာရုရှားအတွက်လက်နက်ကြီးကြီးတွေထုတ်ဖို့ပြင်ဆင်စီစဉ်နေတဲ့အခြေအနေတွေရှိတယ်အဲ့တော့ဒီအချိန်မှာကပ္ပစသုံးလို့နေရာမျိုးကိုအရာရှိကပ္ပစအရာရှိ တိုင်းမှုအဆင့်တော့ပေးမဝင်ဘူးလို့ကျွန်တော်တို့သိထားရတယ်အဲ့တော့ လက်ရှိအချိန်မှာကပ္ပစရီကိုဒိုးစစ်စင်နေတဲ့ဗရောင်းစစ်စင်ကြီးညောင်ချေတော့ညောင်ကျူအုတ်ရှိပေတာကိုကျွန်တော်တို့စစ်မျက်နှာကြီးဖွင့်ပြီးတိုက်နိုင်ရင်တစ်ချက်ကုန်တစ်ချက်ပြက်ရုရှားကလည်းအလဲထိုးနိုင်တယ်လို့ဗတ်စစ်တပ်အတွက်လည်းခဲရမရဘူးဟုတ်ပြီနော်အဲ့တော့နျူကလ িয়ার တအားပေးဆက်ယုံနေပတ်သက်ပြီး2022ခုနှစ်ထဲကလက်မှတ်ထိုးရတာလို့သိရပြီးရစ်စတန်ကုမ္ပဏီနဲ့အမှုပြုတအားပေးဆက်ယုံမျိုးကို တိရှောက်မယ်ဆိုတဲ့သတင်းရှိနေပါတယ်။နေရာကတော့ကျွန်တော်တင်တဲ့ဘကိုးတိုင်းမှာဖြစ်မယ်လို့အကြမ်းမြင့်သိရတယ်။ဘကိုးတိုင်းဝန်ကြီးချုပ်လည်းပါသွားတယ်ဆိုတဲ့အခါကျတော့အဲ့နျူကလ িয়ার ဆောက်နေပတ်သက်ပြီးတရုတ်ဟာဒီကိစ္စကိုကန့်ကွက်ဖို့ရှိနေတယ်။ဒါပေမဲ့ဘလို့စီစဉ်လဲတော့လက်ရှိအခြေအနေဘာမှမသိရသေးဘူး။တိုင်းပြည်မတိပညာဖြစ်ပြီးတော့ဒီလောက်ဝရုံတုံးကအခြေအနေမှာနျူကလ িয়ার ဆက်ရုံဆောက်တယ်ဆိုတာ တင်မွန်ကြီးဆယ်ပါးစော်ကားသလိုမကြံကောင်းမစီညာကိစ္စမျိုးကိုမင်းအောင်လိုက်မိုက်မိုက်ကန်းကန်းလုပ်နေတာပါဒီအခြေအနေဖြစ်နေတာပါဆိုတော့ကျွန်တော်တို့တိုင်းပြည်နလန်ထဖို့ကျွန်တော်တိုင်းပြည်ပြန်လဲထူထောင်နိုင်ဖို့အတွက်ကျွန်တော်တို့ရုန်းကန်ကြရအောင်မယ်တော်လိုင်းအောင်သွားခဲ့ရင်တော့ကျွန်တော်တို့နိုင်ငံကျွန်တော်တို့လူမျိုးရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်မှုတွေရုပ်ပိုင်းဆိုင်ရာထိခိုက်နာကျင်မှုတွေအတွက်ကျွန်တော်နှစ်ပေါင်းမြောင်များစွာအနည်းဆုံး10နှစ်နဲ့20 30လောက်ပြန်လည်တိရှောက်ကြရဖို့မယ်။ဒါကြောင့်မို့အန်ချိတ်အားတင်ထားပါ။ကျွန်တော်တို့ယုံကံမှရလိမ့်မယ်။မဟုတ်ရင်တော့ကျွန်တော်တို့ရရှိစစ်ပွဲဖြစ်လာပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့တက်လုံးကောင်းတဲ့လူပါ။ ပန်းဝင်မှာမဟုတ်ပါဘူးလက်ရှိအခြေအနေမှာတောင်ခတ်စစ်မျက်နှာကလည်းတင်နလျာဆုတ်သွားပြီးလက်လွတ်လိုက်တယ်လို့သိရပါတယ်အဲ့တော့တာမန်အဖြစ်ဆိုရင်တော့ပြင်းထန်တဲ့ထိုးစစ်ကြောင့်လို့တော့ယူဆစရာရှိတယ်နော်ရက်စောက်ကနေတောင်ခန်းလာတောင်ခန်းကိုလာတဲ့ကားလမ်းမကြီးတွေကို စကဒါဘက်ကစိတ်ကြိုက်ထောက်ပို့ပြီးလိုရားတွေပို့နေတယ်။မာယာများတဲ့တောင်ခံကိစ္စကတော့တချို့ကိစ္စတွေထွက်မပြောသင့်ဘူးထွက်မပြောသေးပါဘူး။တရင်များကိုဆက်လက်စောင့်ကြည့်။နောက်ဆုံးတရင်တော်လန်တရင်တစ်ခုအနေနဲ့ ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ပြန်နော် International Labor Organization လို့ခေါ်တဲ့အဲ့လိုဟာမဇာဆယ်ရင်းကနေဆယ်ရင်းတိဆူဇာလန်နိုင်ငံဂျနီဗာမှာ မြန်မာနိုင်ငံနဲ့ဆက်တဲ့ဆက်ဆက်တဲ့ဆွေးနွေးမှုတစ်ခုလုပ်ပါလိမ့်အာတီကယ်33လို့ခေါ်ပါတယ်ရှင်ရင်ပြောရရင်ပုံမှန်33လို့ခေါ်ပါတယ်ပုံမှန်33နဲ့အရင်ယူဖို့စုံပြတ်ချက်ချမှတ်လိုက်နိုင်တယ်လို့တော့ကျွန်တော်တို့အကြံဉာဏ်သိနေရပါပြီဘလို့ဆက်သွားမလဲဘလို့အရေးယူမလဲဆိုတဲ့ကိစ္စကိုကျွန်တော်ဆက်လက်လေ့လာကြည့်တဲ့အခါကျတော့လေစီဖက်တောက်ရေးအာတီကယ်33သာအတိပြုလိုက်ရင်အာတီကယ်33နဲ့အိုင်လန်ကအရေးယူပိတ်ဆို့လိုက်ရင် လင်းစီဖြတ်တော်ရေးစစ်လက်နက်ကိစ္စများအပါအဝင်ငွေကြေးစီးဆင်းမှုအရမလောဘေးခိုင်းစီမှုအပါအဝင်လွတ်လပ်စွာတင်းမင်းဖွဲ့စည်းမှုတွေကိုချိုးဖောက်တဲ့မိသည့်လုံရက်ကိုမဆိုစီးပွားရေးလုပ်ငန်းတွေမှန်သမျှအရေးယူပိတ်ဆို့တယ်လို့သိထားရပါတယ်အဲ့တော့ဒီလုပ်ငန်းစဉ်ကတော့ကျေပြန့်တယ် Article 33နဲ့ Allergo ကအရေးယူနိုင်ဖို့အရေးယူနိုင်မယ်လို့ ျွန်တော်တို့ယုံကြည်မျှော်လင့်ပါတယ်။ Article 33ကိုစေအောင်စုကအတွင်းမှာချိန်ကြောက်နေပါတယ်။အလုံသမားဒုတွေကြားထဲမှာ Article 33နဲ့အရေးယူရင်အလုံသမားဒုတွေတိကြိုက်မှာဆိုပြီးမြေပြင်မှာဆက်ယုံနေမှာဝါဒဖြန့်ရှောက်ပြောနေတာဖြစ်ပါတယ်အဓိက article 33နဲ့အရေးယူလိုက်ရင်စစ်တပ်ပိုင်ဆိုင်တဲ့လုပ်ငန်းတော်တော်များများထိကပ်ပြီးတရုတ်လုပ်ငန်းရှင်တွေပြိုကျသွားစရာရှိပါတယ်အဲ့တော့ တိုင်းပြည်လုံးကနိုင်ငံသားတွေအလုတ်သမားတွေလုတ်သမားအင်အားအများစုရှိတဲ့လိုက်တားရာ ရွှေပြည်သာတကုံလေးမြို့နဲ့အပောက်ဝင်ရန်ကုန်မန္တလေးအစကြီးတဲ့စက်ပုစုံကြီးကအလုတ်သမားများကိုဒီနေရာကနေပြောလို့လာကအာဒီကေ33နဲ့အေးယူနိုင်ဖို့အနေဆုံး Facebook မှာ33လို့ရေးပြီးကမ်ပိန်းလုပ်လို့ရပါတယ်ဆိုတဲ့အကြောင်းပြောရင်ဒီကနေ့တော့ လာရှိုးကနေ MNDAA ကြီးစုတ်ခွာမပေးရအတွက်ကျွန်တော်တို့ဝိုင်းဝန်းတိုက်တိုးစော်အုပ်လိုအပ်ပါတယ်ဆိုတဲ့အကြောင်းပြောရင်းဒီညတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်